ခင်ရဲ့တစ်ဖက်မှာဘယ်နိုင်ငံမှတည်မြဲမှာမဟုတ်ဘူး။တည်မြဲသောနိုင်ငံသည်ဘုရားသခင်ရဲ့နိုင်ငံတော်ဖြစ်ပါတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်သည်တုံ့လောက်ခြင်းနဲ့ကင်းဝေးပြီးအစဉ်အမြဲတည်သောနိစ္စထာဝရနိုင်ငံတော်ဖြစ်ပါတယ်။ယနေ့ကမ္ဘာပေါ်မှာဘုရားသခင်ကပြောထားသောစကားအတိုင်းကောင်းကင်ကိုလှုပ်အောင်မြေကြီးကိုလည်းလှုပ်အောင်လို့ပြောထားပါတယ်။ ကောင်းကင်ဆိုတာဘာကိုဘယ်ကောင်းကင်ကိုပြောတာလဲအာကာသကောင်းကင်မှာအစိုးရတဲ့နတ်ဇိုးတွေဝိညာဉ်ဇိုးတွေနေတဲ့သူတို့ကလည်းနိုင်ငံနဲ့အဲ့ဒီနိုင်ငံတွေဖျားကလှပ်ခါပလိုက်မယ်လို့ပြောတယ်အဲ့ဒီကောင်းကင်မှာနတ်ဇိုးဝိညာဉ်ဇိုးအာကာသကောင်းကင်ထဲမှာကြီးဆိုးတဲ့နတ်ဇိုးနေတဲ့အဲ့ဒီနိုင်ငံတွေလည်းပျောက်သွားမယ်ပျက်စီးခြင်းတို့ရောက်လိမ့်မယ်မြေကြီးပေါ်မှာရှိတဲ့ဘုရားသခင်ကိုစန့်ကျင်သောနိုင်ငံတွေလည်းဝဲပြားခြင်းပြုတ်ပြက်ခြင်းတွေရောက်လိမ့်မယ်အဲ့ဒါကယနေ့ကာလမှာဖြစ်ပါတယ်ဖြစ်နေပါပြီဒါကြောင့် ထာဝရတည်မြဲတဲ့ဘုရားရဲ့နိုင်ငံတော်ထဲမှာလူသားတိုင်းဝင်စားဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။ဘုရားနိုင်ငံတော်ထဲမှာဝင်စားတဲ့သူတွေကတော့ပထဝီမြေကြီးတွေရွေ့သွား၍တောင်မြားတုန်လှုပ်လျက်သမုဒ္ဒရာတို့သည်ဟုံးဟုံးမြည်တော်လဲ။ကမ္ဘာမြေကြီးတုန်လှုပ်တော်လဲဘုရားသခင်ရဲ့သားသမီးတွေကတုန်လှုပ်เสียကြောင်းမရှိဘူး။ဘုရားသခင်ရဲ့လက်တော်ထဲမှာလှုပ်ချုံမှာဖြစ်ပါတယ်။ဒါကတော့ယခုဘဝနောင်ဘဝနှစ်ခုလုံးဖြစ်ပါတယ်။ယခုဘဝမှာလည်းဘုရားသခင် အသက်ရှည်သည့်အတိုင်းမိမိရဲ့အသက်တာမှာဘုရားသခင်ရှည်သောအသက်နဲ့ဘုရားသခင်ကကောင်းသောရာနဲ့ပြည့်စုံမယ်ကြွယ်ဝစေမယ်ခိုင်ခန့်စေမှာဖြစ်တယ်။လောကကနေတမလွင်သွားတဲ့အခါမှာလဲထာဝရတည်မြဲတဲ့ဘဝအသက်တာနဲ့ဘုရားရဲ့နိုင်ငံတော်ထဲမှာအစဉ်မြဲနေရမှာဖြစ်တယ်။ချစ်တော်မိတ်ဆွေယနေ့ကဘာကြီးကတုံလှုပ်ချင်းခံရပါပြီ။အနည်းနဲ့အမြန်တတိယကဘာစစ်ဆိုတာကလည်းဖြစ်လိမ့်မယ်။အဲဒီတတိယကဘာစစ်ဖြစ်တဲ့အခါမှာကြီးမားတဲ့လက်နက်တွေသုံးသုံးပါလိုက် အလွန်ပောက်ကွဲပြင်းထန်တဲ့လက်နက်တွေတုံးလိုက်မယ်ဘင်းလဲပြင်းမှာဖြစ်တဲ့စစ်ပွဲဆိုလို့ရှိရင်အဲ့ဒီကြီးမားတဲ့လက်နက်တစ်ခုကြောင့်သင်းမောသုံးစုတစုပျက်စီးခြင်းခံရတယ်ဒါကြားစာထဲမှာရှိတယ်ကြမ်းကြက်တော့မညွန်တော့ဘူးအဲ့ကဘာမြကြီးကဒီတိုင်းသွားနေပါပြီတစတစနဲ့အခုကဘာမှာရုရှားနဲ့ယူကရိန်းတတိယစစ်ပွဲဆက်မလားမဆက်ပါဘူးအီရန်နဲ့အစ္စရေးတတိယကဘာစစ်မသွားသေးပါဘူး ဒါပေမဲ့တတိယကမ္ဘာစစ်သွားမဲ့လမ်းကြောင်းတစ်ခုရှိပါတယ်အဲ့ဒီနိုင်ငံဒီအကြောင်းတော့မပြောသေးဘူးအဲ့ဒီနိုင်ငံကစလာပြီဆိုရင်တော့တတိယကမ္ဘာစစ်ဖြစ်တော့မယ်တချို့လူတွေရိတ်ပြီပါလိမ့်မယ်ဒါလောက်ပဲပြောချင်တယ်မြေကြီးပေါ်မှာရှိတဲ့ဘုရားသခင်တစ်ဖက်မှာရှိနေတဲ့နိုင်ငံတွေကတုတ်လှုပ်ချင်းခံရမယ်ဘုရားကလှုပ်ခါလိုက်မယ်စီးပွားရေးတွေလှုပ်ခါလိုက်မယ်နော်နိုင်ငံတွေလောက်ခါပြီးစီးပွားရေးအရာရာလောက်ခါချင်းခံရမယ်လူတွေရဲ့ညာပညာလည်းလောက်ခါချင်းခံရမယ်လူတွေကငါဆိုတဲ့အတ္တမမနာဘာမှမဟုတ်တဲ့ငါဆိုတဲ့အတ္တမမနာတွေ ဒါတွေလဲလှုပ်ခတ်ခြင်းခံရမယ်ယုံကြလိမ့်မယ်ဒါပေမဲ့တည်မြဲမှာကတော့ဘုရားခင်ရဲ့နိုင်ငံတော်ဖြစ်တယ်ယေရှုခရစ်တော်သည် ကျွန်တော်တို့အတွက်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုတည်ထောင်ပြီးစီးနေပြီဖြစ်တယ်။ဒုဗျာသင်ကဘာဆက်ဆက်ပုံကြီးပါစေ။ဒါခရစ်တော်နိုင်ငံဘုသူတွေဝင်စားရမလဲ။ဒါခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတွေကဒါခရစ်တော်တည်ဥသောဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာဝင်စားရမှာဖြစ်တယ်။ယုံကြည်သူများဝမ်းမြောက်ပါ။ဘုရားကိုသာ၍အားကိုဘုရားကိုသာလည်းမျက်မှောက်ပြု။ဒါခရစ်တော်ကိုသာစစ်စစ်ကြည့်ရှုမယ်ဆိုရင်ဘယ်အရာမှကျွန်တော်တို့ကစိုးရိမ်စရာတွေမရှိဘူး။ဒါတွေကကျွန်တော်တို့ကအောင်မြင်ပြီးသားဖြစ်တယ်။ဟာလေလုယာ။အာမင်။